ချောချောလလကောင်မလေးတွေကိုအရာဝင်တန်းအဖြစ်ခန့်အပ်တော်မဲ့တတိမကြီးဘိုးချဖြူခင်တချိန်ကမင်းသမီးအဖြစ်အောင်မြင်ခဲ့တဲ့တတိမကြီးဘိုးချဖြူခင်အားဆိုရင်သူမတို့ဆိုင်အတွက်ကောင်မလေးချောချောလေးတွေလိုအပ်ကြောင်းပြပြလာခဲ့ပါသည် ပူဇာပြုခင်ကခင်မုန်းတဲ့ပိုင်ဆိုင်တဲ့ယရနာရွှေဆိုင်ကြီးကိုဦးစီးလောက်ကိုင်းနေသူပါတဖက်မှာသာသမီ၄ယောက်ကိုလည်းထိမ့်သိမ်းရတဲ့အထက်တော်တော်လေးကိုအလုံရှုံနေတပိုင်ဒါကြောင့်ဆိုင်မှာကုညီလောက်ကိုင်းပေးဖို့အတွက်အယောင်းဝန်ထမ်းလေးတွေကိုခေါ်ယူနေကြရပါအသက်၁၈နှစ်ကနေ၃၀အထွန်းအရက်၅ပြည့်နဲ့အထက်ရှိရမှာဖြစ်ပြီးတော့ရုပ်ရည်ချောမောပြီးအပြုံးချွချွနဲ့ကောင်မလေးတွေကိုဦးစားပေးခေါ်ဆိုထားမယ်လို့ဆိုထားပါတယ်အဓိကကတော့မန္တလေးမြို့အတွင်းနေထိုင်သူဖြစ်ရမှာဖြစ်ပြီးတော့ကျန်တဲ့အရေးအချင်းတွေဘလို့အပေါက် စေတနာတရာတရားရဲ့ရောသူတယောက်ပြီးပြီးလဆာကိုလည်းအများကြီးပြီးသွားမှာဖြစ်ပါတယ်။ကြီးချုံနေကြတဲ့ပရိသတ်ကြီးတို့ရောပိုးချပြုခင်ရဲ့ဆိုင်မှာအလောလောဖို့အတွက်ကျော်မော်ရင်ရုပ်ရည်ကိုပန်းဆိုင်ထားကြပြီလား။